နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ကမ္ဘာ့ဘဏ်ဝေါ်ဘဏ်တို့ရဲ့ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ဗဟုဘဏ်ဥက္ကဋ္ဌတွေတက်ရောက်မယ်နှစ်လယ်အစည်းအဝေးတွေကိုကင်းလာနေကဝါရှင်တန်မှာစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးချင်းချမှုအသစ်တွေပေါ်ပေါက်နေချိန်မှာဒီလိုကျင်းပနေတာပါ။လုံခဲ့တဲ့ပတ်ကတရုတ်နိုင်ငံက အရေးကြီးတွင်းထွက်တွေအပေါ် ပို့ကုန်ကန့်သက်မှုတွေအသစ်တွေထုတ်ပြန်ခဲ့ရာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြင်းထန်တဲ့တုံ့ပြန်မှုပြုလုပ်ခဲ့ပြီးလက်တုံ့ပြန်တဲ့အနေနဲ့တရုတ်ကုန်သွယ်ပစ္စည်းတွေအပေါ်နောက်ထပ်ကုန်သွယ်ခွန်တရာရာခိုင်နှုန်းစီးကျက်မယ်လို့ပြောကြားခဲ့ပါတယ် တောက်ကြာနေကအမေရိကန်စတော့ဈေးကွက်ပိတ်ပြီးမကြမီဒီသတင်းထွက်ပေါ်လာခဲ့တဲ့အတွက်ကုန်သွယ်ရေးစပွဲနောက်တစ်ချော့ပြန်ဖြစ်တော့မလားလို့ယင်းဒီမြုပ်ငန်သူတွေကြားစိုးရိမ်ပြီးတော့နိုင်ပိုင်းအတွင်းစတော့ဈေးတွေပြုတ်ကျခဲ့ပါတယ်ထရန့်ကသူတို့လေကြီးမူကြီးပြောဆိုချက်တွေကိုသတင်းပတ်ကုံမှာပြန်လဲရုပ်သိမ်းခဲ့တဲ့အတွက်သတင်းလာနေနနခင်မှာယင်းဒီမြုပ်ငန်သူတွေအနှဲငယ်စိတ်သက်ကြရရရှိခဲ့ပါတယ် ဈေးကွက်မဖွင့်မီဝေါ်လမ်းမရှိကြိုချောင်းကြိုဝဲဈေးကွက်အကြီးကညွန်ကိန်၃ခုတက်သွားခဲ့ပါရယ်နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ Managing Director Cristalia Giojiva ကကမ္ဘာစည်းဝါးရေးဟာစိုးရိမ်နေတာထက်တော့ပိုကောင်းသည်ထို့သောလိုအပ်ထက်တော့ပိုဆိုးနေသည်လို့ရခိုင်ဘက်ကဝါရှင်တန်မှာပြုလုပ်တဲ့အစည်းအဝေးမှာပြောသွားခဲ့ပါရယ်ခင်ဗျာ 为了搞抵押，他收了一家抵押货，e 得最惨，根本赔不垮。他急忙上公安局 t 打账，没想到对面有只警察，妈妈为他证明，股民打账的，他准备开口来抵押